ဤဗီဒီယိုတွင်ခြေလက်ပြတ်သွားပါက amputation ဓာတ်ရန်မှ သွေးထွက်ရှိမှုကို ထိန်းရန်ယာယီတော်နီကေခေါ် make shift တော်နီကေပက်တီစီနီကိုဖော်ပြပေးသွားမည်ဖြစ်ပါသည်ဤဓာတ်ရများတွင်ဖြတ်နိုင်ပါက direct pressure ပေး၍သွေးထိပ်အောင်ပြုလုပ်ခြင်းသည်အကောင်းဆုံးဖြစ်ပါသည် direct pressure feel ဖြစ်မှသာတော်နီကေးကို အသုံးပြု၍ဒဏ်ရနှင့်နီးနိုင်သမျှနီးအောင်ထား၍စီးပေးပါ။သွေးထွက်တိတ်စေမှု distal အဖြစ်ဆုံးနေရာကိုရွေး၍စီးပါ။ တော်နေကေးမရှိပါကခောက်ထားသောအဝိစာသို့မဟုတ်ခပတ်ကိုအသုံးပြု၍စီးပါစီးထားသည့်ကြက်ခြေခတ်ပေါ်တွင်ရရှိနိုင်ပါက rot သို့မဟုတ်ဒုတ်ချောင်းတစ်ခုထပ်၍ထပ်စီပေးပါထို့နောက်ထိုဒုတ်ချောင်းကို horizontally twist လုပ်၍တော်နေကေးကိုကျက်အောင်လှုပ်ခြင်းဖြင့်သွေးတိတ်အောင်ပြုလုပ်ပါသွေးတိတ်စေမိတင်းကျက်သည့်အနေထားရောက်ပါက ထိုအနေထားကိုလက်ဖြင့်ထိန်းထားပေးပါ ဤသို့ပြုလုပ်ခြင်းသည်ဒဏ်ရာသွေးထွက်မှုကို ထိမ့်ပြီးတော့လဲဒဏ်ရာနာကျင်မှုကိုပိုဆိုးစေနိုင်ပါသည်တော်နီကေးစီးပြီးချိန်မှစ၍အချိန်ကို record လုပ်ပါ နိုင်ဝက်ချားတခါတော်နီကေးကိုလျှော့၍သွေးတိတ်မတိတ်စစ်ဆေးပြီးပါသွေးဆက်လက်ထွက်ရှိနေပါကအထက်ပါအဆင့်များအတိုင်းပြန်စီးပြီးပါသွေးထွက်နေသည့်ခြေလက်ကို immobilize ဖြစ်အောင်ထားရှိခြင်းသည်သွေးဆက်လက်ထွက်ရှိမှုကိုညှော်နေစေပါသည်။လူနာကို အဆက်မပြတ်စောင့်ကြည့်ပေးနေပါ။